ဟုတ်ဆုံးလားဆိုင်အားလုံးပဲမင်္ဂလာပါရှင်။ကဲဒီနေ့မကြည်နဲ့တူတူပိုက်ထောင်ဝင်ရလာတဲ့ငါတွေကိုกินပြီးတော့မေယုတ်တီစားတော့နဲ့ချင်းရင်လေးချက်ပြီးတို့ဆရာအောင်နဲ့ထမင်းမေမေဆွဲကြမယ်။ အရင်ဦးဆုံးငါကင်မယ်ပေါ့နော်ဒီခင်ထားတဲ့ငါတွေကတော့ငခုံမရယ်ငပြင်းမရယ်ငစီအားရယ်ငရန်တာလေးရယ်ပဲပေါ့နော်အခုနှွေမဲငါကိုကြတော့မြန်မာလိုမခေါ်တက်လို့ကရင်လိုကရာကိုက်ပေါ်လို့ခေါ်ပါတယ်ပေါ့နော်ဒီငါတွေကိုတော့ဟင်းချုပ်ချက်ပါမယ်အပြင်းမနဲ့ငရဲသားလေးကိုတော့ငရုတ်သေးစားတောင်းတဲ့ထဲမယ်ပေါ့နော်။မချီကတော့စက်သွုံပြီးငရုတ်သေးမောက်စားချုံမွှေတွေကိုညအောင်အရင်ထောင်းပါတယ်။ ပြီးရင်တော့နှွင်ထားတဲ့ငါးတွေကိုထည့်ထောင်ပါမယ်။ငါးတွေကိုထားလို့ညက်သွားပြီဆိုတော့မှချက်သူနီကိုထည့်ထောင်မယ်ပေါ့နော်။ဒီငရုတ်တိစားတော့ကလေညက်လေပူစားလို့ကောင်းလေပဲနော်။အဲဒါကြောင့်မို့တစင်ချင်းစီနည်းနည်းကြကြလေးထောင်ပေးရပါတယ်။ကဲဒါကတော့မကြီးရဲ့စားချက်စပွဲငရုတ်တိစားတော့လေးပါ။ ကဲစားထောင်းပြီးပြီဆိုရင်တော့ဟင်းကြိုလက်ချက်ပါမယ်။ဒီဟင်းကြိုတဲ့ထက်ချက်မဲ့အရွက်ကိုမြန်မာလိုမခေါ်တတ်ပါဘူးเนาะ။ကရင်လိုကကွာချမ်းလာလို့ခေါ်ပါတယ်။သူကဒီတိုင်းတော့မှအလေးချပေါက်လို့ရှိတဲ့အပင်တစ်မျိုးပဲပေါ့နော်။မကြည့်ရဲ့ဟင်းကြိုလေးကလည်းအရန်ကိုရိုးရှင်းလို့ပါတယ်။ ပပွဲစုနေတဲ့ရင်တွေထဲမှာဇပလင်ထက်တယ်၊နှွင်ထားတဲ့ငါးအသားတွေထက်တယ်။ပြီးရင်ခရင်အခေါ်ကွာချိုင်းလာရဲ့စက်တော်နေရဲ့ခနောမုံနဲ့နဲ့ရဲ့ထက်ပြီးရပါပြီနော်။ကဲဒါကတော့မကြည့်ပြင်ထားတဲ့တော်တလေးတော်ရဲ့အငွေအသက်ကိုရစီမဲထမင်းဝိုင်းလေးပဲပေါ့နော်။လွယ်ကူရိုးရှင်းတဲ့ဟင်းတွေဆိုပေမဲ့ထမင်းလုံးဝမိတ်စီမဲဆိုတာအာမခံပါတယ်နော်။ကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲတတ်တာ